။တာလင်မြစ်ပေါ်ရှိရေအားလျှက်စစ်ထုတ်စီမံကိန်းများရှေ့ဆက်မတိုးရန်ဒေသခံ6000ကျော်နဲ့ဒေသခံရပ်ဖက်ဖွဲ့စည်း132ဖွဲ့တို့လက်မှတ်ရေးထိုးတောင်းဆိုတဲ့တောင်းဆိုစာများနဲ့အိတ်ဖွင့်ပေးစာများကိုတရုတ်၊ထိုင်းနဲ့မြန်မာအစိုးရတို့အားပေးဖို့တောင်းဆိုမယ်လို့ဇန်နဝါရီလ10ရက်နေ့ကရန်ကုန်မြို့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာမြန်မာနိုင်ငံမြေချောင်းများကွန်ရက်ကတာဝန်ရှိသူများကဆိုပါတယ်။ တရုတ်နဲ့ထိုင်းဆိုရာကိုအိတ်ဖွင့်ဗီဇာနဲ့လက်မှတ်များပေးပို့ရမှာမြန်မာနိုင်ငံရှိတန်ယုံများမှတဆင့်ပေးပို့သွားမှာဖြစ်ပြီးမြန်မာအစိုးရကိုပေးပို့ရမှာလက်စစ်ဆောင်ဝင်ကြီးဌာနကိုပေးပို့သွားမှာဖြစ်ပါတယ်အိတ်ဖွင့်ဗီဇာမှာစီမံကိန်းတွေကိုပွင့်လင်းမြင်သာမှုရှိစွာချပြပေးရန်အဆိုပါစီမံကိန်းအားလုံဆောင်မဲ့စာချုပ်အားမြန်မာနိုင်ငံရှိပြည်သူများသိရှိစေရေးချပြပေးရန်ပြည်သူလူထုလက်ခံနိုင်မှုရှိမရှိစနစ်တကျစစ်တမ်းများကောက်ခံရန်လူပတ်ဝန်းကျင်ထိခိုက်မှုနဲ့တဘာဝပတ်ဝန်းကျင်ထိခိုက်မှုစစ်တမ်းများစနစ်တကျလုံဆောင်ရန် စီမံကိန်းလုံဆောင်ရာဒေတာဟာတိုက်ပွဲများဖြစ်ပွားနေတဲ့ပဋိပက္ခဒေတာဖြစ်တာကြောင့်သက်ဆိုင်ရာဖွဲ့စည်းများနဲ့တွဲဆောင်ဆွေးနွေးရန်စီမံကိန်းလုံဆောင်မယ်ဆိုပါကရေရှည်အကျိုးမြတ်ကိုတွက်ချက်ပြီးကောင်းကျိုးဆိုးကျိုးတွေကိုပြည်သူတွေသိရှိအောင်ချပြန့်ရန်စတဲ့အချက်တွေကိုရေးသားတောင်းဆိုခဲ့တယ်လို့သတင်းစာရှင်းလင်းပွဲကိုဦးဆောင်သူများကပြောကြားခဲ့ပါတယ်။လူငယ်တဲ့နေ့အစောပိုင်းတော့လေစားရွက်ကျွန်တော်တို့ဒီတက်လို့ရေးတာလည်းပတ်သက်ပြီးတော့သတင်းရေးတာလည်းမရှိကြောင်းလည်းပတ်သက်လို့ကျွန်တော်တို့ ေဒေတာခံရပါတော့အဲရှက်ပြီနဲ့ပြီးတော့ပရမီပြီနဲ့ပြီးတော့စီရင်ပြီနဲ့မုတ်ပြီနဲ့တီပီနေတွေထဲမှာဒီကြတာဒီဆောင်ပဲနေရာတွေထဲမှာကျွန်တော်တို့ဒီလက်မှတ်တွေကောက်ခဲ့တယ်ဆိုတော့တော့အခုဆိုရင်ကျွန်တော်တို့ကလက်မှတ်ပေါင်း6000နဲ့1000ပြီးတော့ရပါတယ်ဆိုတော့ဆိုတော့ကျွန်တော်တို့ကဒီမှာကိုအတုံးချပြီးတော့ကအတုံးချဖို့တော့ကျွန်တော်ဒီဒီရလာတဲ့ဒီလက်မှတ်တွေကိုကျွန်တော်တို့ကဒီတပ်မကြီးကစမကိမ်းမှာအဓိကပေါက်နေတဲ့လူတွေဆိုပြီးတော့မှကျွန်တော်တို့ဒီတပ်မကြီးကနဲ့ပတ်သက်ပြီးတော့အဲ တို့ကိုဆိုင်ရဲ့ရှင်ချင်းတဲ့ဟာတော့ဒါဒီတို့လို့လို့ကိုတင်နေတဲ့အဲ့ဒါမျိုးပတ်သက်ပြီးကျွန်တော်တောက်ဆုံတောက်ဝဲဖြစ်ပါတယ်เนาะပြီးတော့မှတစ်ခါတကယ်လို့ကျွန်တော်တို့ရဲ့တောက်ဆုံချစ်တွေကိုဘယ်လိုလုပ်ဖြစ်လို့ဆိုရင်ကျွန်တော်တို့ဒီတန်မြေပါတယ်ဘယ်လိုတော့ဆုပ်လို့ကိုတောက်ဆုံတောက်ဝဲဖြစ်ပါတယ်ဆိုတော့ဒီတို့ချပြမဲ့ဟာတွေကလည်းတို့ဒီတဘောတူတိုင်းနေရာမှာဘာတွေရှိလဲဆိုတော့ကျွန်တော်တို့ရဲ့ဘယ်လိုမျိုးအကျိုးအမြတ်ခွင့်မှုတွေရှိလဲเนาะအဲ့ဒါဒီမှာအစအကုန်လုံးเนาะအဲ့ဒါချပြဖို့လိုတယ်အဲ့ဒါမချပြနိုင်ဘူးဆိုရင်တော့ကျွန်တော်တို့ကလည်း ဒီဟာကြီးကကျွန်တော်တို့တဲ့အကျိုးအမြတ်ရတယ်ဆိုတော့ဘယ်လိုဘယ်လိုမျိုးမှဘယ်လိုမျိုးဘယ်လိုမျိုးစိမ့်မိလက်ခံနိုင်မှာလဲเนาะဆိုတော့အဲ့ဒါတစ်ခုပေါ့နော်ကျွန်တော်တို့တောက်ဆွေးရှင်တယ်ကီလိုမီတာ1820ရှေးလျာပြီးကမ္ဘာအရှေ့ဆုံးမြစ်များမှာအဆင့်26နေရာမှာသတ်မှတ်ခြင်းခံထားရတဲ့တန်လွင်မြစ်ပေါ်မှာရေကာတာ6ခုတိစောက်မှာဖြစ်ကဆိုပါရေအားလက်ဆက်စီမံကိန်း6ခုမှာထွက်ရှိမဲ့လက်စစ်တာ90ရာခိုင်နှုန်းကိုတရုတ်နဲ့ထိုင်းနိုင်ငံကိုတင်ပို့ရမှာဖြစ်ပါတယ်။ကြန့်ရှိတဲ့လက်စစ်တာအနည်းငယ်ကိုမြေသို့ဖြန့်ဝေသုံးစွဲမယ်ဆိုတာကိုလည်းရှင်းလင်းတဲ့အစီအစဉ်မရှိဘဲမြန်မာနိုင်ငံကရရှိမဲ့ဆေးရာခိုင်နှုန်းဟာလည်းဒေသခံပြည်သူတွေအတွက် တရားခိုင်နှုန်းခန့်သာအကျိုးရှိနိုင်တယ်လို့မြန်မာနိုင်ငံမြေချောင်းများကွန်ရက်ကဆိုပါတယ်။စူပါရေအားလက်စစ်ထုတ်စီမံကိန်းများကိုအကြောင်းပြုပြီးတစ်ထုတ်လုပ်မှုများနဲ့တပ်ထုတူဖော်၏လုပ်ငန်းများအားကုမ္ပဏီများကအချိန်မြင့်လုံဆောင်နေကြောင်းမြန်မာနိုင်ငံမြေချောင်းများကွန်ရက်ကစန်နဝါရီလ19ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။တန်လင်းမြေပေါ်မှာတည်ဆောက်မဲ့ရေကာတာစီမံကိန်းများဟာမစတင်ခင်အချိန်စီမံကိန်းပြင်ဆင်ရေးကာလတော်တယ်မှာပဲစီမံကိန်းတွေဆောင်ရွက်တဲ့လုပ်ငန်းစဉ်များဟာပွင့်လင်းမြေသားမှုနဲ့စီမံကိန်းရဲ့အကျိုးသက်ရောက်မှုကိုခံစားနေရတဲ့လူလူရဲ့အခွင့်အရေးကိုလည်းလေးစားခြင်းလုံးဝမရှိကြောင်းထုတ်ပြန်ကြမှာထည့်သွင်းဖော်ပြထားပါတယ်။